အမြင်ပါအဲ့ဒီလိုအောက်တန်းစားသူ့အဖေထမေအော်သူ့အဖေပစိုးစုပ်ကိုခြုံပြီးတော့နိုင်ငံခေါင်းဆောင်ဖြစ်လာတဲ့ကောင်မကိုခမရတို့ပဲထောက်ခံခမရတို့ပဲအဲ့မိမကြီးနိုင်ရဖို့အတွက်ဆိုပြီးအဖေခံကျုပ်တို့ကတော့စောက်ခြင်းကိုမကြည့်တာရှင်းရှင်းနဲ့မကျင်နဲ့မတတ်နိုင်ဘူးအများတို့ပြောတယ်လူခွင့်ရေးဆိုတဲ့ဟာတဲမှာဟလာချစ်ပိုင်ခွင့်ရှိသလိုမုံပိုင်ခွင့်လည်းရှိတယ်ဆက်စုပ်ပိုင်ခွင့်လည်းရှိတယ်ရွှေရှားပိုင်ခွင့်လည်းရှိတယ် ဲ့တော့မာမီးလို့ငါတို့မေုံမင်းအဲ့လိုတွေမစော်ကားနဲ့ဆိုလိပြလာစော်ကားတော့အဲ့လိုပဲပြောစရာရှိတော့အဲ့အဲ့ဒါကလည်းမင်းတို့မေကြီးကိုယွန်းတာကနော်ဟိုမားသားတွေကိုငါတို့ကသွားထောက်ခံသွားတာမဟုတ်ဘူးနော်အဲ့ဒါကိုလည်းမင်းတို့ရှင်းရှင်းလင်းလင်းသိသိခြင်းနဲ့အဲ့တော့ဟလာအဲ့တော့မင်းတို့နဲနားတော့နားဆက်တော့ဆက်ကြနိုင်မယ်ပေါ့ကွာနော် ဲ့တော့ဘာအတွက်ငါတို့ကမင်းတို့ကိုထောက်ခံပေးရမှာတော့မင်းတို့ဖာမင်းတို့ဟာလို့ကြည်ဟာစစ်မှန်တဲ့ Federal Democracy ပြည်တော်စုဟာဒီမို့လို့ငါတို့ကဘာသူတို့ရဲ့နိုင်ငံရေးတယုတ်ပြပြီးတော့ယုတ်တိကြမှုကိုဘာလုပ်ပြခဲ့တာရှိတော့တန်းတူညီများရေးဘာပေးခဲ့တာရှိတော့ပေးလေရတော့ဂွမ်မော်တို့ဘာလို့စစ်ဦးစီးချုပ်တို့ဘာလို့ပေးလိုက်လဲထုံးမြန်နိုင်တို့ထွိထွိထွိမြန်နိုင်အဲ့လိုလည်းမပေးတဲ့တော့ အဲ့တော့ဟုတ်ပြီကဲဥပရေနဲ့ပေါ့နော်ဆိုတော့မင်းတို့ကိုယ်တိုင်ကမှအန်အန်ဒီအကောင်တွေကိုယ်တိုင်ကအနာခီတွေကွာသိတယ်ဟိုသူတို့မှ ပြီးသွားပြီနော်ဆောက်ဖိုင်းထမိန်စုပ်ခြုံပြီးတဲ့အခါမှာနီပေါ်မင်းဆက်ကြီးဆိုပြီးတော့ထူထောင်လိုက်ကြရခေါင်းစေတော့ဟေးလို့ဆိုပြီးတော့ဝင်ခဲ့တဲ့ကောင်တွေကိုငါတို့ကမလာနေနဲ့ငါတို့เนี่ยဘာလို့ဆိုတော့ရန်သူရဲ့ရန်သူဖြစ်သွားတာသူတို့ မင်းတို့ရဲ့ရန်သူဖြစ်သွားလို့ငါတို့ကအင်းစင်တာမျိုးတွေပြောလို့ရတာသူတို့အဲ့တော့ဥပဒေဆိုတော့လေအခုမင်းတို့ထဲမှာတွေကဖြစ်ပြတ်နေတဲ့စိတ်ရာဇဝဲမှုတွေအဲ့ဒါတွေဘသူတာဝန်ယူမှာတော့เนาะဘာဥပဒေနဲ့မင်းတို့ဆုံးဖြတ်တာတော့လူတွေတတ်တယ်ခေါင်းတွေဖြတ်တယ်သူတို့အဲ့ဒါတွေအတွက်လာမယ်မင်းတို့တမိုင်းမှာเนาะအခုလဲခံနေရပြီမင်းတို့မေမေကြီးอ่ะဝရံပြေးมาဤသူတို့ ဟုတ်ကောင်းနေဖမ်းပြီးတော့ထောင်ထဲထည့်ပြစ်ပြီးတဲ့အခါမှာစောက်အနာသိမ့်ပြလိုက်လို့သူတို့မဟုတ်ရင်မင်းတို့မမေကြီးကို ICC ပို့မှာဟုတ်ကောင်းနေရအဲ့တော့မင်းတို့မမေကြီးကိုတိုင်ပြောခဲ့တဲ့စကားလေးတခုရှိတယ်ကွာသလားနော်ဘောင်းအကျန်းဖက်လူအဖွဲ့အစည်းနဲ့ငိမ့်ကျန်းစွာအတူရှင်တွဲနေထိုင်လို့မရတဲ့အတွက်အာမူဝါဒတွေချမှတ်ပြီးတဲ့အခါမှာပြက်ပြက်သားသားကိုချင်မုံပြရမယ်ဆိုတာ ဟာအဲ့တော့မင်းတို့စဉ်းစားကြည့်လေနော်မင်းတို့မမေကြီးအုတ်ချုပ်နေတဲ့အချိန်မှာလေမင်းတို့မမေကြီးကိုတော်လန်းနေမယ်ကောင်းနေရှိတယ်ရှိမယ်နော်အဲ့တော့မင်းတို့မှာဘာဥပဒေရှိတော့ဟာလူအုပ်ကြီးကလူအုပ်ကြီးရှိတာလီးပြက်လားအဲ့ဒါဥပဒေမဟုတ်ဘူးဥပဒေရှိရမှာအဲ့တော့မင်းတို့ကဘာတော့ဆိုတော့စောင်းအင်္ဂလိပ်ခေတ်ကပြဋ္ဌာန်းခဲ့တယ်ဟဲ့လားပြမှုဆိုင်ရာဥပဒေတွေက905ကာရောဟာသူတို့ အဲ့ဒါတွေပဲစောက်အမွေခံမဲ့ကောင်းနေသလိုအဲ့တော့မင်းတို့ဘာသာမင်းတို့စဉ်းစားကြည့်လေနော်ငါတို့ကဘာကြောင့်ထောက်ခံရမှာလဲဆိုတာပြောကြည့်ကြပါတော့နော်